你知道。<laughs> အာသဘောမကျတဲ့သူရှိတယ်မကြိုက်တဲ့သူရှိဘာလို့ဝတ်နေမှမသိဘူးဆိုတာရှိတယ်အာနေရခဏကလတ်တယ်အစကားပြောလဲစီးမရှိဘူးဘာမှမရှိဘူးပေါ့နော်အဲ့လိုလေးတွေအပြောတာလေးတွေကိုကနားထောင်နေဖြစ်ဖြစ်တော့ပြင်တယ်ဒါပေမဲ့လူရဲ့ဗီဇကတော့နည်းနည်းပြောင်းဖို့ကခက်တယ်ဒါပေမဲ့အဲ့လိုကိုကလည်းဖြည်းဖြည်းချင်းပြပြပြောင်းလိုက်လာသလိုကြီးရဲ့သူဘက်ကလည်းကိုကိုချစ်တဲ့စိတ်နဲ့တဖြည်းဖြည်းပြောင်းလဲကြည့်တဲ့ခါကျတော့အခုချိန်မှာအာချစ်တဲ့သူနဲ့ကိုနဲ့တသားလေးကြသွားလို့ခံစားရပါတယ်အဲ့တော့လည်းအကုန်လုံးကဘာလေးဝဲလှတယ်ဆိုပြီးပြောကြတာမြင့်သူကိုယ်တိုင်းကလည်းစကားပြောတာဆိုအခုတော့မြင်တယ်မဲ့အစင်ပြောင်းတော့နှိပ်ပြီးတော့ပြောနေပါတယ်ရှင့်ကို ဝတ်တဲ့အရာလေးတွေကပေါက်ရောက်တယ်ပေါ့နော်ဈေးကွက်ထဲကိုဝင်နေဆိုတဲ့အခါကျတော့အဲအဖေရဲ့ခရောင်ချီတိုင်းကိုကျေးဇူးတင်ပါတယ်မမျက်လေးဝတ်လို့နော်ပြေရွှေတိုင်းကနေတော့ဝယ်လာတဲ့ဘဲဘဲဟာလေးကတော့ဝယ်လိုက်ပါတယ်နော်ဆိုတဲ့အရာချီတိုင်းကိုအရန်ကျေးဇူးတင်ပါလို့ပြောချင်ပါတယ် ္လာပါရှင်ဒါအခုရောက်ရှိနေတာတော့ China Town ပေါ့ဒါလာတာလန်းနဲ့၂၂လန်းတောက်မှာရှိတဲ့ One One Night Fashion Complex ဆိုင်ဖွင့်ပွဲဖြစ်ပါတယ်ရှင်။မြင့်သူတို့ငငယ်လေးကမမိသေးတယ်မြင့်သူစင်တယ်စင်တယ်လို့ပေါ့နော်မြင့်သူကငငယ်တော့ကျတော့အဲ့လိုမျိုးသစ်မှနေတော့မသိဘူးပေါ့နော်အစဲတန်းလောက်မှမြင့်သူကအဲ့လိုမင်္ဂလာဈေးတို့ဘာတို့စပြီးတော့တွားဘူးလာဘူးတဲ့အချိန်မှာ plaza plaza ရဲ့ဒီဘက်တိုက်တန်းကြီးမှာလေဒီ One One Night ကနေပြီးတော့ Fashion Complex အဲ့ဒါကိုအရန်နေထားမိရ အရန်သဘောကြတာအဲ့တော့ကလေးဆိုလေအဲ့ထဲဝင်အရန်ဝယ်ကျင်တာပေါ့နော်ဒီမှာအဲ့တော့ဝင်ငွေကလည်းမရှိဘူးကွယ်ဆယ်တန်းဆိုတော့သိရမလားအဲ့အဲ့ကလေးကအဲ့ကလေးကဝန်းဝန်းနိုင်ရမမတင်နေဖြစ်ခဲ့တာအဲ့ကလေးကသူအဲ့အောက်မှာနော်ငွေကြီးတဲ့နှစ်ခန်းတွဲလာမယ်အဲ့လို fashion ကလည်းအကြီးကြီးလောက်တာဆိုတော့ မရှိဘူးဆိုရင် online fashion complex ကနှစ်ပေါင်း30လောက်ရှိတယ်ဒီချက်အကြောင်း30ကျော်လောက်မှာမှာလူမျိုးမီးလူတန်းသားမရွေးပေါ့နော်အားလုံးခင်းတဲ့အမျိုး fashion တွေကိုအာပေါ့နော်တင့်တင့်နဲ့ဈေးနှုန်းနဲ့ဝယ်ယူလို့ရမယ်အာပစ္စည်းရဆိုလဲတကယ်ကိုပစ္စည်းမှန်တဲ့အားတွေဈေးနှုန်းလဲဈေးနှုန်းမှန်တဲ့အားတွေနဲ့ပေါ့နော်မှန်တိုင်းနဲ့အာ online ကရည်တည်လာခဲ့တာအခုဆိုနှစ်ပေါင်း30ကျော်ရှိပြီဆိုတော့ပြောဝယ်ရမရှိဘူးအခုလိုမျိုး air con ရင်းနဲ့အထက်တဲ့အလွှာဆိုတော့တစ်ခုချင်းစီစိတ်ကြအေးသေးသေးကြည့်လို့ရတဲ့အခါကျတော့ အာအတတောင်းတာနဲ့ဈေးဦးကတော့ပိုဝယ်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ဆရာနောက်ထပ်သတင်းကောင်းလေးတစ်ခုမျှဝေခြင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ online store ကနေပြီးတော့2026မှာ ခင်းသနာမျိုးကိုလည်းလာဖွင့်ဖို့အတွက်အားလုံးစီစဉ်နေပြီးအစင်းစင်းဖြစ်နေပါပြီလို့ပြောချင်ပါတယ်တို့မို့ခင်းသနာမျိုးကိုလာဖွင့်တဲ့ခါကျရင်လည်းအဲ့ကအချစ်ရတဲ့သူတွေကအားလုံးနေထိုင်တာနဲ့ကြိုဆိုပေးကြပါဦးအာ119 fashion complex ကမြန်မာနိုင်ငံအနေနဲ့အရေးရမှာပေါ့နော် fashion complex ကြီးတွေလုပ်ဖို့အတွက်ကိုအခုရရစပြီးတော့ account ထဲဖုန်းနေပါပြီဆိုတဲ့တင်ငောင်းလည်းပေးချင်ပါတယ်ရှင်ခုနကကြည့်တော့တကယ်ကိုပေါ့နော်အာမျိုးဆက်ပေါ့မျိုးဆက်တွေမျိုးဆက်တကယ်ကိုလိုပါပေါ့နော်အာအများကြီးမျိုးခါကျတော့ အာမျိုးဆက်စီးပွားရေးကိုတကယ်ကိုဒီနောက်မှာပေါ့နောက်လူငယ်တွေမျိုးဆက်တဲ့လူငယ်တွေကရှေ့ရလုပ်ခဲ့တဲ့စီးပွားရေးကိုထက်ပြီးတော့အာဗာရှင်းမြင့်နေပြီးတော့ထက်ပြီးတော့ပုံမကောင်းမွန်အောင်ပေါ့နော်စာပစ်တွေပြီးတော့ပစ္စည်းအမဲတွေဈေးနှုန်းတင့်တင့်မှုတွေအဲ့ဒါတွေများကြီးနဲ့ရေရှည်ပေါ့နော်အာလှုပ်လာခဲ့တာရေရှည်တည်တတ်လာခဲ့အခုဆိုနှစ်ပေါင်း30ရှိတဲ့အရန်ကိုလည်းဂုံယူရပါတယ်အရန်ကိုလည်းဝမ်းသာရပါတယ်ဒီထဲချိုးဖြတ်နေကြည့်နေအော်မိသားစုရအရန်တောင်းနေပြီးတော့တယောက်တယောက်တအားချစ်ကြတာပဲတအားကိုပေါ့နော်စီးလုံးနဲ့မိသားစုကြီးဆိုတာကိုတအားကိုတွေ့ရပြီးအရန်လည်းအားကြမိပါတယ်အပြင် fashion ကိုချစ်တဲ့သူတွေအားလုံးတို့ တော့119 fashion complex ကနေပြီးတော့ဈေးနှုန်းမှန်စွာတင့်တင့်စွာနဲ့ပစ္စည်းမှန်ပြီးတော့အာ up to date fashion တွေအများကြီးကိုလိုချင်တယ်ဝှစ်ချင်တယ်ဆိုရင်တော့119 fashion complex ကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါအာဒီနေ့ fashion ကတော့အမှန်တမ်းပြောဒီဇိုင်နာကိုရှာဒရာပါကိုရှာဒရာနေပြီးတော့စီစဉ်ပေးတယ်အဒီဘက်119ကလည်းဒီနေ့က dress တွေမဝတ်ချင်ဘူးပါဆိုတော့119ကဒါဘောနော fashion တွေ ready ဟိုဟာတွေဝတ်တာများတော့အဲ့လို dress တွေကဒီဘက်ကဘောနော်မဖြစ်ဘူးဆိုတော့ မိုက်လဲမိုက်ရမယ်ပြီးတော့ခါကြတော့လုံလဲလုံကြုံရမယ်ခေါင်းလဲခေါင်းရမယ်ဆိုတော့အားနဲ့ခေါင်းနဲ့အရန်စားပြီးတော့ကာလာကတော့ order online ရဲ့ thin color ဖြစ်တဲ့ fancy ရောက်တော့ကိုရွေးချယ်လိုက်ပြီးတော့အခုခေတ် trend ဖြစ်နေတဲ့ gold ပေါ့နော်ရွှေနဲ့အရောပြီးတော့အဓိကတော့ designer ကိုရှာတော့ရဲ့စလဲဆိုအားလုံးကတော့ဒါကိုရှာတော့စီစဉ်တာပါအာ make up နဲ့စပင်းကတော့ဆော့ရဲ့နာပေါ့နော်ညီမလေးပြင်ပေးတာပါအရန်အဆင်ပြေတဲ့သဘောလဲကြပါတယ်လို့ပြောခဲ့ပါတော့ဟုတ်ကိုကကို့ကိုလေးစားနဲ့ပေါ့နော်တည်တည်ချာချာလေးအချိန်ပေးပြီးဒီနေ့ဒီရက်မှာဖွင့်ပွဲရှိပါတယ်ဆိုပြီးတော့လေးစားနဲ့ဖိတ်တဲ့အခါကိုကဖွင့်ပွဲပေါ်မူတည်ပြီးတော့အာ sign ပိုင်း ်ရှင်ပေါ့เนาะဒီပစ္စည်းပိုင်ရှင်ကဘာလေးလိုချင်တာလဲသူဘာဖြစ်ချင်တာလဲဆိုတော့အသေးစိတ်နားထောင်ပါတယ်။ဘာလို့ဆိုတော့ကိုယ့်ကိုလေးစားဖိတ်တဲ့ပွဲဖြစ်တဲ့အတွက်ကိုကလည်းလေးစားနဲ့လေးစားမှုရှိကြအောင်ပြသတဲ့အနေနဲ့သူတို့လိုချင်တဲ့ fashion မှာအမိမဆန်ဆန် fashion လား၊ gore fashion လား၊ဘာရောက်လေးဝှစ်ချင်လဲပေါ့နော်။ဒါတွေအားလုံးတေချာမေးပြီးတော့ပြီးတော့ကိုယ့်ကိုကြာခုလောအကုန်လုံးကတော်တော်များချစ်ကြတော့ဘယ်ပဲတော်တော်အတေချာလေး view ဆိုင်ပြီးကြည့်ကြတဲ့အခါကျကိုကလည်းပို့ပြီးတော့လှချင်လာတယ်။ပို့ပြီးတော့လည်းပြီးပြည့်စုံတဲ့ fashion look ကိုလည်းကိုကပေးချင်တယ်ပေါ့နော်။ဆိုတော့အားလုံးရဲ့မိတ္တာရဲ့အကြောင်းပို့ပြီးတော့လှပြီးပို့ပြီးခေါ်နေတာပါအဲ့လိုပဲ။ တိုက်ဟင်တော့တာပေါ့နော်ခေကာလာကလည်းဒီရွှေတွေမက်တလစ်ပြောမလားအဲ့လိုငွေတွေရွှေတွေကြီးတွေကပြန်ပြီးခက်စားတဲ့ချိန်ပြီးတော့ကိုကိုရိုင်းကလည်းအဲ့လိုရွှေတွေကြိုက်တယ်ပြီးတော့အဲ့လိုကြီးကြီးတွေဝေးရတာကိုကြိုက်တဲ့သူဆိုတဲ့အခါကျလူကသာလူကောင်သေးတာအဲ့လိုပစ္စည်းဆိုလို့ထဲပြီးကြီးနေတဲ့ဟာပေါ့နော်အဲ့လိုမျိုးကြီးကြိုက်တာဆိုတော့အာအရင်လည်းကျေးဇူးတင်တယ်ကိုကိုချစ်တဲ့စိတ်နဲ့မေတ္တာနဲ့ပေါ့နော်ကိုဝတ်တဲ့ဒီရွှေတွေဆိုရင်လည်းအကုန်လုံးကသဘောကျပြီး live ဝတ်ကြရတယ်အခုဆိုလည်းတော်တော်များအခုဆိုရှက်အင်းညီနဲ့ချီပေါင်းမီနဲ့ဂျင်းမောင်းမီနဲ့ရှက်ချီနဲ့ပေါ့နော်အဲ့လိုဝေးရတာဟာမိုက်တယ်ဂေါ်တယ်ပေါ့ပါ ားတယ်ဆိုတော့အပေါ်တော့အရာလေးတွေနဲ့ live ဝကြတဲ့ခါကျတကယ်လည်းအရင်ကျေးဇူးတင်ပါတယ်မြတ်သူကလည်းအမြဲအဝတ်စားဝင်ပေါ်တော့ပေါ့ပေါ့ပါပါနဲ့တောင်းတာရှိတဲ့ဟာမျိုးတွေပို့ပြီးတော့ရွေးဝတ်ပါတယ်တခါလေးပွဲကလိုအပ်ချက်ကြောင့်ကိုကတော့ပူလာပေါ့နော်လိုအပ်ချက်ကြောင့် fashion လုပ်ဝေးရတာလုံးရင်ပေါ့ဒါပေမဲ့ကိုကိုချစ်တဲ့စိတ်နဲ့ပေါ့နော်ဒီလိုမျိုးရွှေတွေဝယ်ပေးတဲ့ခါကျတော့ဝယ်ဝတ်ကြတော့လုပ်ငန်းရှင်ကလည်းကိုကိုချစ်ကြတော့ဆိုကိုဝတ်တဲ့အရာလေးတွေကပေါက်ရောက်တယ်ပေါ့နော်ဈေးကွက်ထဲကိုဝင်နေဆိုတဲ့ခါကျတော့အားပေးတဲ့တရားကိုချစ်စီကြအောင်ကျေးဇူးတင်ပါတယ်မမျက်လေးဝတ်လို့နော်ရွှေသားရနေတော့ဝယ်လာတဲ့ဘဲဘဲဟာလေးကတော့ဝယ်လိုက်ပါတယ်နော်ဆိုတဲ့အရာချစ်စီကြ အရင်ကျေးဇူးတင်ပါလို့ပြောချင်ပါတယ်။အဲဆိုတော့ပေါ့နော်ကိုယ့်အသက်ကိုယ်ရွယ်တစ်ခုမှာကိုနဲ့ life မဲ့ fashion ကိုစဉ်းစားရတယ်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကပေါ့နော်အမတွေအဲအကိုတွေဦးလေးတွေတော်တွေပြောတဲ့စကားတွေပေါ့ဘယ်လိုလေးဝတ်ကြည့်ပါလား။ဥမာတော်ပြောရရင်တော့ဒါပေါ့နော်အနီတီတိုင်းလို့ခေါ်တယ်ဥစ္စာကိုဟိုဟာဥစ္စာဥစ္စာမျိုးသမီးကိုကဥစ္စာအာရုံမျိုးသမီးကဘာလို့မှလဲ dress ဝင်ဝင်နေပို့ဘာလဲဝတ်ကြည့်ပါလားအမြင်နဲ့ heavy ပဲဝတ်မနေနဲ့ပေါ့နော်။ပို့ဘာ look လေးလုပ်ကြည့်ပါလားဆိုသူပြောအဲ့လို share ကြည့်တယ်လေ။အဲ့နဲ့ဝတ်ကြည့်လိုက်တော့မိုက်နေတာပေါ့နော်ကိုနဲ့လည်းအထာကြတယ်သဘောအရမ်းကြပြောချင်တာတော့ကို ့ကိုချစ်တယ်ပေါ့နော်လူကြီးသူမတွေ fashion အမြင်ရှိတဲ့သူတွေအမြင်မရှိတဲ့ကိုယ့်ကိုကြည့်ပြီးဘာနဲ့ like လဲဆိုတာကိုသိတဲ့သူတွေအကြံဉာဏ်ပေးချက်လေးတွေကိုလိုအပ်ရင်အလင်းတင်တင်လို့နားထောင်ပြီးတော့ကိုယ့်ရဲ့ fashion ကိုလည်းပြောင်းလဲဝတ်ဆင်ပါတယ်အမဒီဒီရက်ပိုင်းကတော့ fashion တွေအကုန်လုံးကတော့အများသောအဖြစ် portrait fashion ကတော့အကိုရှာပေါ့နော်ကိုရှာရဲ့ idea တွေပုံများပါတယ်ဒါဆိုငွေကြေးကလည်းအဲ့လိုပေါ့နော် handmade တွေပြီးတော့ပေါ့တနင်္လာနေ့ပိုင်း င်းတွင်းစည်းဝါးရေးတွေမြင့်သူကအရန် support လုပ်ချင်တဲ့စိတ်ရှိရပေါ့နော်ပံ့ပိုးပေးချင်တယ်ဘာတော့မဟုတ်ဒါပေမဲ့အဲ့ဒါလေးတွေလူစိတ်ဝင်စားရင်ဒီအိမ်တွင်းမှုအလုံးလေးတွေကပို့ပြီးတော့အလုံးလုံးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီခေါင်းစဉ်အောက်ကနေပြီးမြင့်သူပြည်တွင်းပြည်အာပြီးတော့နော်ဒီအိမ်တွင်းမှုလုပ်တဲ့လုပ်ငန်းကနေထွက်လာတဲ့ပစ္စည်းလေးတွေအများနဲ့မြင့်သူကမြင်နိုးတယ်တန်မိုးထားတယ်ပြီးတော့ public ကိုလည်း sharing လုပ်တယ်ဒါကတော့တနိုင်တစ်ပိုင်းအိမ်တွင်းစည်းဝါးရေးကိုတစ်ခါတလန်းကနေပြီးတော့ပေါ့နော်အထောက်ပံ့ပေးနိုင်မယ်လို့လည်းညွှန်လင်းပြီးတော့အဲ့လိုလေးလုပ်တာပါကိုကိုရိုင်းကလည်းမိတ်ညမာကိုအရန်သဘောကျတယ်ရှင့်ဟုတ်တယ်အရန်ပြောတော့ပေါ့နော် ဘောဆိုတော့တော့ဒီနောက်ပိုင်းဆိုရင်အဲ့လိုပေါ့နော်ကို့အရင်တော့အာသဘောမကျတဲ့သူရှိတယ်မကြိုက်တဲ့သူရှိဘာလို့ဝင်နေမှမသိဘူးဆိုတာရှိတယ်အာနေရာထိုင်တာကလတ်တယ်အစကားပြောလဲစီးမရှိဘူးဘာမှမရှိဘူးပေါ့နော်အဲ့လိုလေးတွေအပြောတာလေးတွေကိုကနားထောင်နေဖြစ်ဖြစ်တော့ပြင်တယ်ဒါပေမဲ့လူရဲ့ဗီဇာကတော့နည်းနည်းပြောင်းမှုကခက်တယ်ဒါပေမဲ့အဲ့လိုကိုကလည်းဖြစ်ဖြစ်ချင်းပြုပြင်ပြောင်းလဲလာသလိုကြည့်တဲ့သူဘက်ကလည်းကို့ကိုချစ်တဲ့စိတ်နဲ့တဖြည်းဖြည်းပြောင်းလဲကြည့်တဲ့အခါကျတော့ခုချိန်မှာအာချစ်တဲ့သူနဲ့ကို့နဲ့တသားလေးကြာသွားလို့ခံစားရပါတယ်အဲ့တော့လည်းအကုန်လုံးကဘာလေးဝယ်လှတယ်ဆိုပြီးပြောကြတာမြင့်သူကိုယ်တိုင်ကလည်းစကားပြောတာဆို ခုတော့မြင်တယ်မဲ့အဆင်ပြေအောင်တော့နှိပ်ပြီးတော့ပြောနေပါတယ်ရှင်။မဟုတ်ပြန်တောင်ကြီးမြင်းဒီပေါ့နော်မြင်းအာတက်ကြီးမြင်းစီးသမားကြီးမြောက်ဒီနေ့ကတော့ကြာတယ်မဟုတ်ပြန်ညာမြင်းလှစီပွဲရှိရဆိုမဟုတ်ညာတောင်ကြီးအာမြန်မာနိုင်ငံမြင်းစီချစ်သူမြင်းချစ်သူများအဖွဲ့ကနေလှုပ်တဲ့အဲမြင်းစီပွဲအားကစားမြင်းစီပွဲပေါ့နော်မြင်းလှပွဲတော့သွားဖို့ရှိပါတယ်။ကိုကိုရလည်းအမှန်တော့အဲ့ဟောင်လည်း promote လုပ်ချင်တာလည်းပါတယ်ပေါ့နော်ပြီးတော့ကိုလည်းအာဒီမြင်းပြန်စီးဖို့တော်လည်းအာရုံရနေရောပြန်စီးပြစ်သွားတာပေါ့။မအေးဖွင့်မြင်စမ်းရိုက်မှလို့ ဲ့မှာစီးတက်တာအမအခုတော့ပြန်ကျင်းရအောင်မယ်နည်း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 တစ်နှစ်လောက်ရှိပြီမြင်းစီးကြနဲ့ဝေးနေရဆိုတော့ပြန်သူအဲ့လိုမြင်းဒုံးစီးရအကြိုက်တယ်ဆိုတော့ပြန်ပြီးတော့ပြန်လေ့ကျင့်မဲ့ပြီးတော့ဒီမြင်းချစ်သူများဒီမြင်းစီးအားကစားကိုလည်း promote လုပ်ချင်တာလည်းပါပါတယ်မြင်းသူကတော့ကြိုက်တယ်ပေါင်နေချစ်လက်တယ်အများနဲ့ပြောပါတယ်မြင်းစီးရင်ပေါင်နေအရန်တန်မြင်းသူပေါင်ကြည့်တဲ့အမျိုးဆိုတော့ဒီပေါင်နေအစီမရှိဖို့ချစ်ဖို့အတွက်ကမြင်းစီးတာအကောင်းဆုံးကအားကစားတစ်ခုပါ ်တော်ကျူအကိုကမြတ်တော်ကမနေ့ပြန်သွားမှာကဒါရှမ်းပြည်နယ်ပေါ့နော်ရှမ်းပြည်နယ်ကိုစားပြုမြတ်တော်အနေနဲ့ဟိုကိုစားပြုဆိုတော့ကိုကရှမ်းပြည်မှာကိုကပို့ပြီးတော့မြင်းစည်းပြည့်တယ်ဆိုတဲ့အခါကျတော့အဲ့တော့ရှမ်းပြည်နယ်ဒီဘက်ကကိုစားပြုနေနေပေါ့နော်ဧည့်သည်အနေနဲ့မြတ်တော်ကသွားမှာဖြစ်ပါတယ်အဲ့မှာလဲစီးမယ်ပေါ့နော်မြင်းလဲစီးမယ်ဒါပေမဲ့အလောက်ဝင်ရဖို့လဲနည်းနည်း စဉ်းစားနေရပေါ့နော်ထွက်လာတော့မှပဲကြည့်ပါကိုယ်ပြောလိုက်ပြီးတော့တိတ်မလှမှလည်းကြောက်တဲ့အခါကျတော့မိုင်းစားရေးတွေ့ရတော့စူးစားကြည့်ပါပေါ့နော်ငွေကုန်တော့တားလာတယ်အဲ့ဒါငွေဆောင်မှာမြင်းလေးကသေးနေလို့အားလာသူ့ကိုလေသူ့စီးရကိုစီးရတယ်မြင်းကအရင်တော့မြင်းမိုက်ရောမြင်းကအရင်သေးလားဟုတ်ကဲ့မားလေမြင်းလေးနဲ့ညှက်နေလို့ဟာဘလို့စီးရမလို့မြင်းကငါစီးမြင်းအဲ့လိုမြင်းမြင်းလေးစီးပြီးတော့သေးနေရဆိုတော့တင်ကလေးကမြင်းစီးမမြင်းစီးမသိဘူးမြင်းကပြုတ်မကြအောင်ရင်တင်တာပေါင်နဲ့တော့ညှက်တာအဲ့လိုပေါင်နဲ့ညှက်လေပေါင်ကအစီလေးကျတယ်အဲ့ဒါမို့ န်နဲ့တောက်နေတယ်မှာပါသွားတာပေါ့ကွဒါကပေါ့နော်ရန်ကုန်မြို့မှာဆိုရင်ရန်ကုန်မြို့အနေနဲ့ပြောရရင်ပေါ့နော်မြို့နယ်တိုင်းမြို့နယ်တိုင်းမှာ119အာ fashion complex က18ဆိုင်ရှိပါတယ်ရှင် အာမကြခင်မှာလဲဟင်းသားမှာပွင့်မှုအတွက်စီစဉ်နေပါတယ်နောက်ထပ်နောက်ထပ်မြန်မာနိုင်ငံအနေနဲ့အရရမှာလဲ one night fashion complex ကဖွင့်လှစ်ဖို့အတွက်ကိုစူးစမ်းနေရဆိုကြောင့်သတင်းကောင်းလေးပါချင်ပါတယ်မကြမီမှာလဲမြို့တိုင်းမြို့တိုင်းမှာ one night fashion complex ရောက်ပါတော့မယ်လို့ပြောချင်ပါတယ်တကယ်ကိုဒီနေ့ခေတ် fashion တွေကိုတင့်တင့်နဲ့ဈေးလုံးနဲ့လူမျိုးစုံမရွေးပေါ့နော်ဝယ်လို့ရမယ်ပစ္စည်းမှန်အာဈေးတင့်တင့်နဲ့ဈေးနဲ့ fashion ကိုဝှစ်ရှင်နေဆိုရင်တော့ one night fashion complex ကိုကြောက်ခဲ့ဖို့အတွက်အားလုံးကိုထိတ်ခေါ်ပါတယ်ရှင်